အားလုံးမိပါလားအစင်းနဲ့ပဲ channel ကနေပြန်နေကြိုးစားလိုက်ပါအဲ့တော့ကျွန်တော်ဒီနေ့အပြောင်းရွှေ့လေးတွေကြောင်းပြောပြီးပေါ့နော်အပြောင်းရွှေ့လေးတွေကလက်တော်ပါဆိုရင်ကျွန်တော် real metric က hosam ခေါ်သွားတယ် hosam ကိုခေါ်ပြီးရနောက်မှာသူတို့อืมအားလုံးခေါ်တယ်ပြီးတော့အခု carries တက်ခေါ်တယ်ပေါ့နော် carries တက်ခေါ်တယ် liverpool ကတော့အ frame bound ရောက်လာတယ်လို့တွေ့တယ်ပြီးတော့လို့ရှိရင်သူတို့ west ကလည်း liverpool ကိုရောက်ဖို့အတွက်နှီးစက်နေတယ်လို့သတင်းတွေကြားထားတယ်ပေါ့နော်อืมပြီးတော့ luka modric ကတော့ retire လောက်တော့မယ် ဒီပုံမျိုးတွေတိုင်ရလောက်တော့မယ်လို့မြင်နေတယ်။အဲ့တော့ကြံတဲ့ကစားသမားအပြောင်းရွှေ့တွေကတော့ရှင်းပြောရရင်အာဆင်နယ်ကတော့ဒါဂျော်ဂျင်းကိုလာမင်ကိုရောက်သွားတယ်ကြံတဲ့အပွင့်မရှိသေးဘူး။ရူမာတွေအနေနဲ့တော့အာဆင်နယ်မှာအများကြီးပဲပေါ့နော်။အဲ့တော့အာဆင်နယ်အနေနဲ့အခုသူတို့ချိန်ထားတဲ့ဖြစ်မဲ့တရားတစ်ခုဖြစ်တဲ့ကိုညာပေါ့နော်။ကိုညာကမန်ချက်စတာယူနိုက်တက်နဲ့ဒါ agreement ရသွားပြီးတွေ့ရတယ်ပေါ့နော်။အခု Federal Congress ကပြန်ပွဲမှာလည်းပဲ Manchester United ကအာဆင်နယ်နဲ့အတူခေါ်ယူဖို့အတွက်ကိုရှင်ပြိုင်မှုလုပ်နေပြီပေါ့နော်။ ရောမယ်ဆိုဗီဒီယိုကွန်ဖရင့်ရဲ့အပြောင်းရွှေ့က Manchester United တန်ယူရိုပါလိရသွားခဲ့တယ်ဆိုရင် Arsenal အသင်းကလက်လွတ်ရလိုက်ရတာဖြစ်နိုင်တယ်။ Gogres ကလက်ရှိမှာအဲဥရောပရွှေ့ပနက်စုရဖို့အတွက်ကိုအနည်းဆက်ဆုံးကစားသမားတစ်ယောက်ပဲဖြစ်နေတယ်။တော်တော်လေးကမှ potential ကောင်းတယ်အသက်အရွယ်ရအုံပြုလို့ရနိုင်ပြီတဲ့အနေထားပေါ့။ Arsenal အနေနဲ့ဒီကစားသမားကိုတေချာလိုက်တဲ့နယ်လို့ထင်တယ်။ဒါပေမဲ့ Arsenal ရဲ့လှုပ်ရှားမှုကြီးကလည်းတော့ပြီးတယ်ဗျ။လူနေတာကတိုက်စစ်ပါလို့ အတွင်တွင်ပြောနေတာမှာသူတို့ကဆီလီမန်ဒီတယောက်ကိုခေါ်ပြီးတော့ channel လူတွေကိုတော့ချိန်နေတော့မယ်အခုဆိုရင်ကိုညာယောက်ကပါသွားခဲ့ပြီသူတို့ထပ်ချိန်နေတဲ့ target ထဲမှာဆိုလို Rico Nico William အာ Joao Petro Morgan Roger ဒီလူကစားသမားတွေအများကြီးပဲအများကြီးပဲလူမာတွေကတော့ထွက်နေတယ်ဒါပေမဲ့တကယ်တမ်းခေါ်နေတာတော့ Arsenal တင်းကဒါဆီလီမန်ဒီနဲ့ကိုညင်သွားခဲ့ပြီပြည်သက်တွေအားလုံးကိုချွေးသိပ်ဖို့အတွက်စောစီအင်းဆိုပြီးကျူဆီလီမန်ဒီကိုကောက်ခေါ်ပြီးလည်းပြီးရောအခုဆိုလေလိုက်လို့လိုက်နေမှမသိဘူးနော် ိတ်တော့သဘောမကျအောင်ပုံမှန်တိုင်းနဲ့အာဆင်နယ်ရဲ့အပြောင်းရွှေ့ရမှာကျွန်တော်တို့သဘောမကျရတာများတယ်ချင်းပြောရမယ်ဆိုရင်ဒီလိုအပြောင်းရွှေ့ရမှာနည်းနည်းကိုကိုလှုပ်လို့ကျွန်တော်တို့ပြီးခဲ့တဲ့အစီအစဉ်အခုပြီးခဲ့တဲ့အစီအစဉ် sorry အခုဒီစီဇန်ပေါ့ဒီစီဇန်မှာကျွန်တော်ရှိနေမြန်ခလာလက်လွတ်လိုက်ရတာလေဒါတွေကြောင့်လို့ပြောလို့ရတယ်ပြောရမယ်ဆိုဒီအပြောင်းရွှေ့ပြ January အပြောင်းရွှေ့မှာ PSG လို့အတင်းပြောကဗလီယောကိုခေါ်တဲ့အချိန်မှာအာဆင်နယ်ဘက်ကတိုက်စစ်လိုအပ်နေတဲ့အချိန်မှာဝက်ကင်းကိုမရရအောင်ခေါ်ပေးရမယ်နေထားကိုခေါ်ခဲ့ ဝကင်းရောက်နိုင်ကျွန်တော်တို့ fly ရမယ်မပြောဘူးဒါပေမဲ့ဝကင်းရောက်နိုင်ကျွန်တော်တို့အတွက်နောက်ထပ် chance တစ်ခုအနေနဲ့မျောလင်းလို့ရတယ်အခုဆိုတိုက်စစ်မှာမရှိတော့နေတယ်ကျွန်တော် merino ကိုဝင်ဆော့ရတဲ့အနေထားကြီးရောက်သွားခဲ့တယ်နော်အဲ့လိုဖြစ်အောင်လို့ arsenal တင်းရဲ့ပုံဖွဲ့ကြီးကအန်ဒီလာအခုဆိုအားကစား director ရောက်လာတယ်ဘာလို့မှလဲပေါ့နော်ဘာလို့မှလဲကျွန်တော်တို့ဆက်ချရမယ် arsenal အသင်းအတွက်ကိုဟို you call you wine ဆိုင်ရာတွေမှာအဲ့လိုအမြဲတမ်းလို့လို့နောက်ကျကြံနေတာဒီလိုသဘောမကျဘူး ပြီးတော့နားလည်စီချင်တာလေလူခေါ်ရေဆိုတော့သူကအတင်းတင်းကအောင်မြင်မှုနဲ့နှီးဆက်တဲ့အသင်းဒါမှမဟုတ်ရင်အောင်မြင်မှုရနေတဲ့အသင်းဒီလိုအသင်းတွေကပဲလူခေါ်မှုအတွက်နည်းနည်းလေးအချိန်ဟုန်ကောင်းတာအခုအာဆင်နယ်ကအောင်မြင်မှုနဲ့နှီးဆက်တဲ့အသင်းထဲမှာပါတယ်ဒါပေမဲ့တကယ်ကောင်းတဲ့ကစားသမားတွေကိုချန်တော့ပြညွှန်လင်းလို့မရဘူးဥပမာဖရင်ပေါင်တို့ဝက်စတိုဆိုရင်ဒါလည်းမဟုတ်သွားကြည့်အာနိုးတို့ကရီယာစတို့ဒါဟော့ချန်တို့ဆိုရင်ဒါဘီရဲ့တန်လမ်းမှုမငင်းဆန်နိုင်ဘူးဒါတွေကပြောလို့မရဘူး ။ဒါကြောင့်လို့ဆိုတော့တကယ်အောင်မြင်မှုရနေတဲ့အသင်းတွေတော့မှာပဲ။အခုကွန်ညာမန်ယူပြောင်းတယ်။အာဆင်နယ်အသင်းကတရားဝင်ကမ်းလှမ်းမှုမရှိတာလည်းပါမယ်။ဒါပေမဲ့အာဆင်နယ်အသင်းကကမ်းလှမ်းခဲ့ရင်သူ့အနေနဲ့ယူဘာလိရထားတဲ့မန်ယူပို့ပြီးတော့ညှော်လင့်မိမှာတော့အမှန်ပဲ။ဒါပေမဲ့လက်ရှိတော့မန်ယူကယူဘာလိကိုမရသေးဘူးနော်။ရှားသွားရင်ကျွန်တော်ပြောသလိုဖက်ဒရယ်ကွန်ဂရက်စ်နဲ့ရှင်းပြန်မှုပါပါသူတို့အားတာမှုရပါလိမ့်မယ်။ဒါကြောင့်လည်းသူဖလားညှော်လင့်ချက်ရှိတဲ့အသင်းမှာကစားသမားတွေလည်းကစားကြတယ်။အာဆင်နယ်အသင်းကလက်ရှိတီကိုဖလားရဖို့အတွက်လိုအပ်တယ်။ လိုအပ်နေတဲ့အတွက်ကြောင့်မလို့ဖလားရဖို့အတွက်ကလည်းဒါလူလိုအပ်တယ်။ဒါပေမဲ့လူခေါ်ဖို့အတွက်ကလည်းဖလားရဖို့အတွက်လိုအပ်တယ်။မုံလုံးဆက်ကူကက်နေတဲ့ပြဿနာပေါ့နော်။အဲ့ချိန်မှာအာဆင်နယ်အသင်းအတွက်တကယ်ကိုကစားပြီးချင်းနဲ့ပလီယိုမျိုးတွေခဲကနေပြီးသူတို့ရွေးချယ်ဖို့လိုတယ်။အတ္တတရဲ့နီးစနစ်ပိုင်းဆိုင်ရာနဲ့အံဝင်မဲ့ကစားသမားမျိုးကိုသူတို့ကိုယ်တိုင်လိုက်ရှာပြီးခေါ်ယူဖို့လိုအပ်တယ်ပေါ့နော်။ဘယ်ဂျမင်ဆက်ကူပဲဖြစ်ဖြစ်ဘယ်လိုဂေါ့ဖရက်စ်ပဲဖြစ်ဖြစ်လိုရီကိုပဲဖြစ်ဖြစ်ဘဒူပဲလာလာကျွန်တော်တို့အတွက်တိုက်စစ်မှုလိုအပ်တယ်။အဲ့ဒါကိုတော့အာဆင်နယ်အသင်း အာဆင်နယ်တင်းရဲ့ဘုတ်ဖွဲ့ကြီးအကုန်လုံးနားလည်စေချင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့လှုပ်ရှားပုံတွေကအခုဆိုနည်း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 တုံနေတုံနေဖြစ်နေရပါတော့။ Club Walker ရှိလို့ Real Madrid တို့ကတော့မြန်ဆက်လှုပ်ရှားတာဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ Lamine တွေမှာ Real Madrid တို့ရဲ့အခြေအနေကပိုပြီးတော့တောင့်တင်းပြီးတော့ဇာဗီလွန်ဆိုနေတူတူပိုကောင်းလာပုံပဲရှိတယ်။ Manu Thing ကလည်း Emery ရဲ့လက်ထက် Lamine ကိုကျွန်တော်တို့ကြည့်ရတော့မယ်။အကောင်းဆုံးပုံစံရောက်လာဖို့အတွက်ကိုမျှော်လင့်လို့ရနေတဲ့အနေထားမှာလူခေါ်ယူမှုတွေမှာပါသူတို့ဘက်ကအားတာဝမ်းမိဆိုရင် Arsenal နဲ့ပြည့်ချယ်ခဲ့ပုံများတယ်။ ဲ့ဒါတည်းပူဆိုးရင်ရတာကအာဆင်နယ်အသင်းအနေနဲ့နာမည်နဲ့မှသူတို့မဖြစ်မနေဖလားတိုက်ပွဲဝင်ရမှာမဟုတ်ဘူးဖလားရဘူးလို့အဲ့ဒီဖလားတာမရဘူးဆိုရင်သူတို့ဒီမှာရှိနေရှည်ရဲဆဲကစားတွေကိုကစားသမားတွေကိုလူလူဆုံးဆော့ရမယ်ကိစ္စတွေဖြစ်လာတယ်အဲ့တော့အဲ့ဒီအတွက်ကိုအာဆင်နယ်အသင်းအနေနဲ့အကောင်းဆုံးပြင်ဆင်ထားလိမ့်မယ်လို့မျှော်လင့်နေမပြင်ဆင်ထားဘူးဆိုရင်လည်းကျွန်တော်တို့အတွက် less chance ကနောက်နှစ်ပဲဖြစ်သွားလိမ့်မယ်အတ္တိတအတွက်လည်း less chance ဖြစ်တယ်လို့ကျွန်တော်တို့ပြည်သက်တွေအတွက်လည်းအာဆင်နယ်ပေါ်မှာမျှော်လင့်လို့ရတဲ့နောက်ဆုံးနဲ့ဖြစ်သွားလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့အာဆင်နယ်အသင်းကနောက်နှစ်မှာ ထားပါတော့ FA ကကာဘောင်ကက်လောက်ပဲရတယ်ဆိုရင်တော့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအဖြစ်နဲ့လျှော့သွားမှာဖြစ်တယ်လို့ဤပြောက်ကိုလည်းပဲအတင်းကထုတ်ကောင်းထုတ်လိုက်မယ်ကစားသမားတွေကလည်းပဲအတင်းကထုတ်ကောင်းထုတ်ဒီလိုတော့မဖြစ်လာစေချင်ပါဘူး။နောက်နှစ်မှာအာဆင်နယ်ကိုအကောင်းဆုံးပုံစံနဲ့မြင်ချင်တယ်။အဲ့တော့တကယ်ချင်းတော့ဘယ်ကစားသမားတွေကိုအာဆင်နယ်ကိုရောက်လာစေချင်လဲ။ကျွန်တော်ကတော့ရှင်းပြောရရင်ရိုဒရီကိုနဲ့ဗီဒီယိုဂရော့ဖတ်စ်၂ယောက်ကိုအာဆင်နယ်ကိုရောက်ကိုရောက်စေချင်ပါလိမ့်။အကယ်လို့ အဲ့ကစားသမား၂ယောက်အဲကနေပြီးတော့တယောက်ပဲရောက်အောင်လေဆိုပြီးကျွန်တော်ပြောနေကြတာကျွန်တော်ရိုးပြီးကိုရောက်လာစီချင်တယ်တကယ်ရင်တို့ရောက်စီချင်တဲ့လူတွေရှိရင်လည်း comment မှာ mention ရပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုနဲ့အတူပြန်လဲဆုံပြပါမယ်အဆုံးတကြီးချုပ်ရဲ့လူတယောက်ချင်းတွေတိုင်းကျေးဇူးများရည်တင်ပါတယ်